ုတ်ဟုတ်ရရပါတယ်အဲဒီအကိုကြီးဆိုလို့ရှိရင်ဒါဒီဝါဒနာပါတော့ငယ်တဲ့ဝါဒနာပါတော့လုံးဝမဖြောက်ပဲတော့ခုမှတကယ်ကိုလောက်ရပြီဆိုပြီးတော့မှတကယ်လောက်တာပါเนาะအဲအကြောင်းမို့လဲတကယ်ချစ်ချူပါတယ်ဝါသနာကိုဒီမရရအောင်လောက်လိုက်တာပါเนาะအဲအကြောင်းမို့လဲဂျာလဲအဲတခါကျလို့ရှိရင်ဂျာဟိုမလောက်ရှင်တဲ့စိတ်လေးတွေဟိုစိတ်တဲကြတဲ့စိတ်လေးဖြစ်နေတဲ့ပါဒီကိုကြီးကိုကြည့်ပြီးတော့ငါသူတော်မရအောင်လို့တာပဲငါလဲဒီအများနဲ့ဆက်စူးစမ်းနေမယ်ဆိုတဲ့ဟာလေးတော့ဝင်သွားပါတယ်ရှင်ဟုတ် တော့ပါတယ်အခုရဟိုလုံလဲလုံနိုင်တဲ့တရုပ်ဆောင်တာလေအဲပြောတော်လဲတော်ပါအစိုးရတရုပ်ဆောင်တော့ကောင်းပါတယ်အအခုဒီအခုရိုက်ကူးရမှာအလိုတူတူတဲတရုပ်ဆောင်ကလည်းတော်တော်အဆင်ပြေပါတယ်ရှင်ဟုတ်အဲအကိုကြီးကအရင်တော့ကသူ music video တွေရိုက်ပူတယ်လို့တော့ရောက်ပြောပူတယ်ပေါ့နော်အဲတရုတ်ဆောင်ကလည်းတော့တရုတ်ဆောင်ကဒါတော့တရုတ်ဆောင်နဲ့ခန်းတော့ဒီချင်းမှာမှာ တကယ်နှစ်ခုလေးတွေ့ရဆောင်တာပေါ့ကောင်မလေးနေရာတွေ့ဆောင်တော့ကောင်မလေးဖြစ်သွားပြီပေါ့အရင်တော့အရင်တော့ကောင်မလေးမဟုတ်တယ်လို့ခံစားအခုကျမှဒီလိုလေးဝက်ပြီးတော့အနုညံ့လေးလောတော့ကောင်မလေးတယောက်လို့တကယ်ခံစားမိတော့ပါပြီဟုတ်ပါတယ်ဒီကြားဒီချင်းလေးကိုအာအရင်ကတည်းကလည်းဒီကြားဗီဒီယိုလေးတွေဆိုဒီချင်းလေးနဲ့အတိအမြဲလုပ်နေကြပါတော့အခုဒီတချင်းလေးမှာကိုယ်တိုင်လည်းတကယ်တွေ့ဆောင်ခွင့်ရမယ်ဆိုတော့အရင်လည်းပြောပြပါတယ်ဟုတ်ဒီတော့ကျွန်တော်ကရွေးချယ်မှုပဲပြောပါမယ်ကျွန်တော်ကွန်ဖီလာတောက်ရင်းနဲ့ဒီရှစ်ခေတ် ပုံစံလေးတွေကိုကျွန်တော်ကနည်းနည်းသဘောကျသွားတာဒီမှာနည်းနည်းတကက်တကက်လောက်ပေါ့နော်ထိရိုက်အောင်မလားသိဘူးဆိုတော့ကျွန်တော်ရက်ဖြစ်သွားတာပေါ့ဟုတ်ကျွန်တော်ကတော့ဆိုမယ်ဆိုတော့တရင်ဆရာကြီးကတော့တရားဝင်ပေါ့နော်ဖွင့်တော်ပြီးတော့ဝယ်ယူပြီးတော့မှအခုကတော့တကယ်လည်းဒီချင်းကိုကြိုက်ခဲ့တယ်ဗျအရင်ကြိုက်ခဲ့လို့ကျွန်တော်ဒီချင်းကိုဆိုဖြစ်တာမှာတီးရလဲအကောင်းဆုံးတီးထားပါလေဗျ immortal တန်နဲ့တီးထားတယ်တီးတာလေအကောင်းဆုံးဒီချင်းကတော့နှစ်ခါဆိုရတဲ့ချင်းပေါ့ပထမတော့အကျန်းဆိုတာတိတ်မကြိုက်ဘူးနည်းနည်းတော့ပြစ်ထားတယ်အခုမှ သုံးနှစ်မြောက်မှာကျွန်တော်အချောပြန်ဆိုပြီးတော့အခုမှကြိုက်ဖြစ်လာပါတော့ဒီမြန်မာလေးနဲ့အဲ့ဒါကြောင့်မို့ကျွန်တော်ရွေးချစ်တာပါဗျာအဲ့ဒါကြောင့်မို့ပထမဘာသူမှလည်းသိမဆိုဘူးပေါ့နော်ဒါပေမဲ့ကိုကတော့တီးထားတာသူများရတော့ထွက်သွားတယ်ပေါ့ဒါပေမဲ့တီးတီးထားတာကိုကဥောင်းတီးထားတယ်ကိုကတော့ချင်းချမ်းကိုသိမချရနဲ့မဆိုဖြစ်ဘူးအခုကျမှဒီချင်းလေးကိုတော့ပါပဲဆိုဆိုလိုက်တော့မယ်ဆိုပြီးတော့အချောဆိုပြီးတော့ကြိုက်ဖြစ်သွားတာတကယ်လဲဒီချင်းကဟိုငါးထောင်လို့လည်းရမ်းကောင်းတယ်လူလက်ပိုင်းရောလူငယ်ပိုင်းရောနည်းနည်းကြိုက်တဲ့ချင်းဖြစ်တဲ့ကြောင့်ကျွန်တော်ရွေးချယ်သွားတယ် ဟိုတောင်းဆိုမှုတွေတော့မရှိဘူးကွာသူကတော့ဟိုကပေါ့နော်စာချုပ်မှာတော့ဒီမူရင်းသေးတဲ့မပြတ်အောင်ပေါ့နော်စီကံချက်တွေပါတာပေါ့အဲမူရင်းရဲ့အဆိုရှင်ရဲ့ဟိုတန်စင်တွေမပြတ်အောင်မူရင်းရဲ့စာသားတွေမပြတ်အောင်ပြရှားဆိုထားပါလေကွာဟောအဲ့ဒါငငယ်တော့ပါသူကတော့မရှိပါဘူးအဲ့ဒီကောင်မလေးကအခုချိန်မှာ music video ထွက်နေချိန်မှာရှိနေချင်တာ။ဟော live watch ကြည့်ရင်တော့တွေ့ပါပါတော့။ဒါတော့ ဒါသူတို့အခုချိန်ကမတ်မရှိမှမတ်ပြီးတော့မှာပါအခုချိန်ကတော့ဟုတ်ကဲ့ဟောဒီတစ်ချက်ကိုခံစားပြီးမှဆိုလို့ရတာဆိုတော့နည်းနည်းခံလူလူငယ်ပိုင်းကိုပြန်ရောက်သွားတယ်ခံစားရတယ်ဟောဟောကျွန်တော်ကတော့သွားကျင်တာပေါ့ professional အဆင့်ထိပေါ့နော်ဟောသွားကျင်တာဟောအကောင်းဆုံးလဲစူးစမ်းနေတာအဲဒီကြအနုပညာနဲ့ပတ်သက်လာရင်တော့ဒီကြယူမှန်းထားတဲ့ဒီတကယ်ဟို အကြီးပေါ့နော်ဒီကြာရင်မထားအတိဖြစ်နေတာမှာအခုလည်းကြာအသက်ကငယ်သေးတဲ့ကြောင့်မလို့ဒီအချိန်ကလေးကစကြိုးစားပြီးတော့မှခုဖြစ်နေတဲ့ဟာကိုရအောင်တောင်းပါပါလို့ဟုတ်ဟုတ်ဟုတ်ရရပါတယ်အဲဒီအကိုကြီးဆိုလို့ရှိရင်ဒါဒီဝါဒနာပါတော့ငယ်တဲ့ဝါဒနာပါတာကိုလုံးဝမဖြောက်ပဲနော်အခုမှ ကယ်ကိုလောက်ရရဆိုပြီးတော့မှတကယ်လောက်တာပါเนาะအဲဒါကြောင့်မို့လဲတကယ်ချီးကျူးပါတယ်ဝါသနာကိုဒီမရရအောင်လောက်လိုက်တာပါเนาะအဲဒါကြောင့်မို့လဲဂျာလဲအဲတခါကြလို့ရှိရင်ဂျာဟိုမလောက်ရှင်တဲ့စိတ်လေးတွေဟိုစိတ်တဲကြတဲ့စိတ်လေးဖြစ်နေဖြစ်ပါရေကိုကြီးကိုကြည့်ပြီးတော့ငါသူတော်မှရအောင်လုပ်တာပဲငါလဲဒီအများဆက်စူးစမ်းနေမယ်ဆိုတဲ့ဟာလေးတော့ဝင်သွားပါတယ်ရှင်ဟုတ်ဘူးညာကတော့ငငယ်လေးကလေးဆိုလာဆိုတော့ခက်ခဲမှုတော့နည်းပါတော့ရှိတယ်တိတ်တော့ခက်ခဲကြီးပေါ့စီးပွားရေးကြတော့ပုံခက်ခဲတာစီးပွားရေးကြတော့အများကြီးလောက်ပါ ဒီစားအတွက်ခက်ခဲရတော့အရင်ကြီးမရှိပါဘူး။ဒီစားပထမဆုံးဒီလိုခေါင်းဝေးရတဲ့ကြောင့်လို့စကြင်ပေါ်နည်းနည်းထောက်နေတာပါတော့။နောက်ပိုင်းကျတော့ဆေးပြေတော့ဆေးပြေလာပါပြီ။ဟုတ်ဟုတ်အဒီကိုကြီးကဒီတချင်းလေးနဲ့လိုက်အောင်လို့ကြားဝတ်တာပါတော့။အဲ့ဒါကြောင့်လို့ပါ။ကိုယ်ရိုင်းဆိုင်တော့ကြကြရမယ်။ဟုတ်အာဒီကိုကြီးဆိုတာဒီတချင်းလေးကိုကြာကြီးခုနရိုက်နေနေမှာနားထောင်မိတာပေါ့နော်။အာတကယ် ကောင်းတယ်မလို့ဇက်ဇက်စိတ်ထဲမှာလုံးဝကောင်းတယ်ပြီးတော့ဒီဒီမူရင်းကိုလုံးဝမပြတ်ပဲပေါ့နော်တကယ်တစ်ပတ်ရာလေးဆိုရတဲ့အရင်လဲ perfect ဖြစ်ပါတယ်လို့ဇက်ချက်ပါတယ်ရှင်ဟုတ်ချင်းကတော့တပတ်ပေါ့ပေါ့တပတ်လောက်ပြီးရင်တော့ကျွန်တော်တို့ထုတ်ဖို့တော့လုပ်ထားပါမယ်ထွက်ဖို့လုပ်ထားမယ်ဟုတ်ဟောတချင်းကဆိုတော့တာရှိတယ်ဗျာအမကျွန်တော်ကိုပိုင်တန်စင်ကကျွန်တော်လေးဘုတ်ကြံသေးတယ်ဗျာထွက်ဖို့ရှိသေးတယ်ဗျာကာဘာဆောင်းတာလေးဘုတ်ပြောက်ပါဟုတ်ထုတ်မှာကိုတန်စင်ကနောက်ပလာခွဲလောင်းနေတခါတပုတ်ထက်ကြရပါ ဒီကိစ္စမှာတော့ထုတ်သွားမှာသူကစူးစမ်းမှုလေးတွေပိတ်သက်ကိုချပြတာဖြစ်ချင်တာပေါ့ဗျာဟိုပေါ့ professional တန်းအောင်တောက်ထီတော့ဖြစ်ချင်တာပေါ့နော်ကိုယ့်ရဲ့ဝါသနာလေးကိုငငယ်တော့လည်းဝါသနာပါဆိုတော့လို့ရင်တော့အဆုံးထိပေါ့အောင်မြင်အောင်ပေါ့နော်အဲ့လိုမျိုးလုပ်ချင်တာဗျာဟောအခုလိုပေါ့အခုလိုလောရတဲ့အတွက်ကျွန်တော်ကတော့ကိုယ့်ကိုယ်ကိုယ်ပါအားရကျင်တတ်မှုရှိပါတယ်ဗျာဟောအခုလိုဆိုတာမီဒီယာနဲ့လည်းစကားပြောရအောင်နော်ရှင်းနေလို့ပါပေါ့ဒီမှာလို့နေတွဲရရအောင်အဆင်ပြေပါတယ်ဗျာအားလုံးအဆင်ပြေပါတယ်ဗျာ user page က legal ရလားလား လီဂျင်စီရတင်ဟောလီဂျင်စီရတင်ပြဖို့များပါတယ်ကြာဟောလီဂယ်ပလက်ဖောင်းပေါ့နော်လီဂယ်ပလက်ဖောင်းလီဂယ်စီလီဂယ်စီရနေတင်ဖို့ရှိပါတယ်ကြာဟုတ်ဟုတ်အော်ဒါတော့သူတို့ရဲ့ပြိတ္တတွေကဝေဖန်ခွင့်ရှိပါတယ်ဘလို့ကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ်အားပေးရလူရှိမယ်မအားပေးရလူဒါကတော့ဝေဖန်ပိုင်ခွင့်ရှိပါတယ်ဒါကတော့ကိုယ်ကလည်းအကောင်းဆုံးကြိုးစားရတာပဲကြိုက်မှာပါအများဆုံးကြိုက်ကြမှာပါဟုတ်ဒီတချင်းလေးထွက်လာလို့ရှိရင်အားပေးဖို့ကြားပြောချင်ပါတယ်ဒီတချင်းလေးကဟိုးရှိခိကလေးကတကယ်ကို အာနာမည်ကြီးခဲ့တဲ့တခြင်းလေးပေါ့နော်အခုခေတ်မှာဒီလိုမျိုးကာဗာစောင်းပြန်ဆွဲတက်လဲတကယ်ကိုဒီလူငယ်တွေကြားမှာပြန်ပြီးရေးပဲစားမယ်လို့ကြာမျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့